2025အောက်တိုဘာလ3ရက်မြန်မာနိုင်ငံရှိလူငယ်များသည်ပညာရေးနှင့်အလုတ်ကင်အကျင့်တဲပုံမူနှဆိုင်လာသောကြောင့်လင်းတို့၏အနာဂတ်ရပ်တန့်ကန်နေရကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ကအောက်တိုဘာ2ရက်စွဲဖြင့်အတည်ပြုထုတ်ပြန်လိုက်သည် မြန်မာနိုင်ငံလူဦးရေ၏၃ပုံ၃ပုံကျော်ဖြစ်သောလူငယ်များသည်မကြုံစဖူးသောမရေမရာသည့်တင်ယူမှုအခြေအနေများရင်ဆိုင်နေရကြောင်းပညာသင်ကြားမှုများပြတ်တောက်ပြီးနိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းလာမှုနှင့်လူမှုဘဝဆိုင်ရာပြဿနာများကြားလူငယ်များ၏ဝင်ငွေရရှိမှုလမ်းများဆိုးရွာလာခဲ့ပြီးမြန်မာလူငယ်များ၏အနာဂတ်ရပ်တန့်ခံအခြေအနေတို့ရောက်ရှိနေကြောင်းကန်တပီအစီရင်ခံစာတွင်ဖော်ပြထားသည်ထို့အစီရင်ခံစာကို အနာဂတ်ရက်တန့်ခံမျိုးဆက်တစ်မြမလူငယ်များဤအလုတ်ကိုင်းနှင့်ပညာရေးအခြေအနေဟုအမိပေးထားပြီးမြမလူငယ်များအပေါ်ကြာရှည်သောပဋိပက္ခဤတက်ရောက်မှုများကိုစောင့်ကြည့်လေ့လာနေသည့်အာရှပစိဖိတ်ဒေသဆိုင်ရာဒုတိယမြောက်အစည်းအဝေးခံစားဖြစ်သည်မြမနိုင်ငံတွင်ပညာရေးမှအလုတ်ကိုင်းတို့ကူးပြောင်းသည့်လမ်းကြောင်းများရက်တန့်နေခြင်းသည်စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတစ်ခုတည်းသာမကမျိုးဆက်တစ်ခုလုံးကိုချိန်ချောက်နေသည့်အချက်ပေးကောင်းလောက်လည်းဖြစ်သည်ဟု ကွန်အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူးခန္ဓာဝိနရာဂျာကပြောခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ပညာသင်ကြားမှုပြတ်တောက်ခြင်းကောင်းမွန်သောအလုံများပြောက်ွယ်လာခြင်းနှင့်မလုံခြုံမှုများပုံမှုမြင့်တက်လာခြင်းတို့အပြင်ကြားမအခြေပြုသောကွာဟမှုများနှင့်လူမှုရေးဆိုင်ရာအတားအဆီးတွေရဲ့ဖိအားတွေအောက်တွင်တန်းနှင့်ချီသောလူငယ်မျိုးသမီးများနှင့်အမျိုးသားများသည်သူတို့ရဲ့ယူမန်းချက်များနှင့်စွမ်းရည်များပြိုလဲနေရတာကိုမြင်တွေ့နေကြရပါသည်ဟုဂင်းကပြောသည် အလောက်ကင်မှလူငယ်များစွာဖဲချင်းခံထားရမှုလူငယ်လေးပုံတပုံခံမှန်းကြီးလေးတန်းနီးပါးသည်အလောက်လက်မဲ့ဖြစ်နေပြီးကြားတွင်90ရာခိုင်နှုန်းကျော်နှင့်ရခိုင်တွင်40ရာခိုင်နှုန်းထက်ကျော်လွန်နေကြောင်းသိရသည်ပညာသင်ကြားမှုပြတ်တောက်မှု၌အသက်16 24နှစ်ကြားလူငယ်လေးဦးတွင်3ဦးခံမှန်းကြီး9တန်းကျော်သည်ပညာရေးသို့မဟုတ်သင်တန်းတစ်ခုခုတွင်တက်ရောက်ခြင်းမရှိပေထို့အရေးအတွက်သည် ခြေလက်ဒေတာများတွင်9ဦးလျင်4ဦးနီးပါးအထိမြင့်တက်လာပြီး အထူးသဖြင့်တနင်္လာရီချင်းစကိုင်းနှင့်ကရင်တို့တွင်ပိုမိုဖြစ်ပေါ်နေကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ထို့ပြင်ပညာရေးနှင့်အလုပ်ကိုင်တွင်ကြားမကွာခြားမှု၌အမျိုးသားများ၏ငါးရာဂိုင်းနှုန်းနှင့်နှိုင်းရှင်လျင်အမျိုးသမီးငယ်၄ပုံတပုံနီးပါးသည့်အိမ်တွင်းတာဝန်များကြောင့်ကြောင်းမထွက်ခွာခဲ့ရကြောင်းထို့ကြောင့်အမျိုးသမီးများသည်အမျိုးသားများထက်ပြင်းများ၂၂ရာဂိုင်းနှုန်းညော်နေသောဝင်ငွေကိုသာရရှိကြသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည် အလားတူလူငယ်၅ဦးတွင်တဦးနီးပါးခံမှန်းခြေ၃တန်းနီးပါးသည် အလုတ်လုတ်ကင်ခြင်းပညာသင်ကြားခြင်းသင်တန်းတက်ရောက်ခြင်းတို့တွင်မြည်သည့်နေရာမျှပါဝင်နေခြင်းမရှိပေ။အစီရင်ခံမှအချက်လက်များအပေါ်အခြေခံ၍ပြောင်းလဲပြင်လဲရှိသောတင်ယူမှုနှင့်အတက်မူဝမ်းကြောင်းသင်တန်းများကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက်ဒေတာအလိုက်ဥဆောင်မှုများအလျင်အမြန်ဆောင်ရွက်နိုင်ရန်မှတိုက်တွန်းထားသည်။